tips morning am bomb only on manly fm bomb မင်္ဂလာရှိတဲ့နေနေခင်းလေးပါနားဆင်သူရေဒီယိုပရိသတ်တို့ရေမနက်၈နာရီအခုလိုချိန်ဆိုရင်မနက်စာစားတဲ့နေပြီနော် နက်စာကိုရှင်ပြန်လို့စားတဲ့နေဆိုတဲ့စကားပြည်သက်တွေလည်းကြားဖို့မှာပါဒါပေမဲ့ပင်ချင်လို့အစားလျှော့တယ်ယုံသွားចောင်းသွားမယ်ဆိုပြီးတော့မအားလို့မနက်စာကိုမစားဖြစ်ကြတဲ့သူတွေအများကြီးပါတကယ်တော့မနက်စာဆိုတာတစ်နေ့တာလုံးအတွက်လိုအပ်တဲ့အာရုံတွေကိုဖြည့်ဆွမ်းပေးနိုင်တဲ့တခုတည်းသောအရာဖြစ်လို့မနက်စာစားခြင်းရဲ့အကျိုးကျေးဇူးတွေကိုပြောပြပေးခြင်းပါတယ် Only on Manly FM မနက်စာကတညာလုံးစာလောက်သမျှကိုပြေပြောက်စေပါတယ်။တခြားတဲ့ကိုပြင်နေသူလောင်ပေးပါတယ်။ဇီဝကံမဖြစ်စဉ်ကိုမြင်စေပါတယ်။တနည်းထားလုံးလိုအပ်တဲ့စွမ်းအင်တွေကိုပေးနိုင်ပါတယ်။ဒါပြင်မနက်စာကိုလုံလုံလောက်လောက်စားထားရင်နောက်နေ့တွေမှာအလွန်ကျွံစားမိတာမျိုးမဖြစ်တော့ပါဘူး။အာယုံစုဆိုင်မှုကိုကောင်းစေပါတယ်။ကိုခံအားကိုလည်းညစ်တင်နိုင်ပါသေးတယ်။ဒါကြောင့်မနက်ခင်းမှာမနက်စာကိုမလွတ်စေချင်တာပါ။၄မိနစ်တာမန်လေးဖမ်းပါ။မနက်စာလူချင်းရဲ့စင်ကြီးတွေကတော့အချိန်မရှိလို့ရုံနောက်ကျနေလို့ဝိတ်ချနေလို့ မနေ့ဆိုရင်စားချင်တောက်ချင်စိတ်မရှိလို့မနေ့မိုးလင်းရင်ဘာမှချက်ပြုတ်ပြင်ဆင်ချင်စိတ်မရှိလို့စားတဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်ဒီတော့မနေ့စာမလို့စိမဲ့ tips လေးတွေကိုစေနာစကားလေးပါချင်ပါတယ်ညကိုစောစောအိပ်ပြီးတော့မနေ့ကိုစောစောထားပါ9မိနစ်လောက်ကစပြီးတော့စူးစမ်းကြည့်ပါနိုင်ဝက်လောက်ဆိုရင်တော်တော်အဆင်ပြေနေပါပြီအဲ့ရနူကလည်းဘာမှမလုပ်ခင်ရင်နှိုးတဲတာတမျိုးတဲတာအရင်လုပ်ပါဒါဆိုတင်လဲရင်မိုးချိုးပြီးတော့ရင်နှိုးလဲစူနေတော့ပါပြီညတွေကမနေ့ဖာစားမလဲဆိုတာကိုစူးစမ်းထားပါ မနေ့ကမှစဉ်းစားနေကြပါတယ်။ပြီးတော့စားဖို့ပကံခောက်ရောက်တွေကိုညတွေကစပွဲပေါ်မှာတင်ထားပါ။မနေ့စာပြင်ဖို့အချိန်နည်းနဲ့ပို့ရတာပေါ့။အိမ်မှာအလွယ်တကူစားလို့ရမယ့်အစားအစာတွေကိုစုဆောင်းထားပါ။ဥပမာ ခောက်ဆွဲတုပ်၊ကော်ဖီ၊ပေါင်မုံ၊ပဲနို့၊ပါဇက်တဲ့အလွယ်စားလို့ရတာတွေပေါ့။လေးလေးလေးမိနစ်။ Only on Manly FM ။မနေ့စာမလို့စင်မဲ့ tips လေးတွေကို Manly FM ကတင်ဆက်တဲ့၄မိနစ်စစ်စင်ကနေပြီးတော့ပြောပြပေးနေရပါ။ရုံးစင်ရင်နောက်နေ့အတွက်မနေ့စာကိုကြိုဝေထားလို့ရပါတယ်။ ဥပမာပေးပြုတ်တို့အုတ်ချုံတို့စကားဆက်မိလို့ပြောရမယ်ဆိုရင်တော့အုတ်ချုံဝယ်ထားတာက တော်တော်လေးအဆင်ပြေပါတယ်။အုတ်ချုံကိုယူနေနဲ့ဖြောကြက်ဥလေးဖောက်တဲ့တခြားဒါမှမဟုတ်နုံမုံနဲ့ဖြောစားတာကအင်မတန်လွယ်ကူပြီးတော့အဟာလည်းဖြစ်ပါတယ်။နောက်ထပ်နည်းလမ်းတစ်ခုကတော့အိမ်မှာမစားဘဲနဲ့ရုံးမှာစားမဲ့သူတွေအတွက်ပါ။အိမ်ကနေဆောထွက်ပြီးတော့ရုံးကိုဆောသွားပါ။လမ်းမှာကကြက်တာကိုရှောင်နိုင်တဲ့အပြင် ရုံးမတက်ခင်ရောက်နေတော့စိတ်ချတာပေါ့။ရုံးရောက်မှအိမ်ကယူလာတဲ့မနက်စာကိုဖွင့်စားတာမှာစားရမျိုးတွေလုပ်လို့ရပါတယ်။ နက်စာစားပြအောင်စားမယ်ဆိုတဲ့ဆုံးဖြတ်ချက်ကိုချထားပါ။စားရင်စားရင်နဲ့အကျင့်ဖြစ်လာပြီးတော့မစားရမနေနိုင်ဖြစ်လာပါလိမ့်မယ်။ကိုယ်တိုင်ပြင်ဆင်ပြီးစားရတဲ့မနက်စာကတင့်ကိုပျော်ရွှင်ချင်နေစေပါတယ်။အာဟာရပြည့်ဝတဲ့မနက်စာကိုစားပြီးတော့ကျန်းကျန်းမာမာနဲ့နေ့တစ်နေ့ကိုပျော်ရွှင်စွာဖြတ်သန်းနိုင်ကြပါစေ။လေး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 မိနစ်မန္တလေး FM ရဲ့လေးမိနစ်ပျော်ရွှင်တဲ့လူသားတွေစိတ်နဲ့ခန္ဓာကျန်းမာနေဖို့အပြင်အလုံးသားလေးပါကျန်းမာနေဖို့မန္တလေး FM ရဲ့လေးမိနစ် တ်လျက်ဖမ်းရဲ့၄မိနစ်စာအစီအစဉ်ကိုတော့အပတ်စဉ်မနက်ခင်းတိုင်းရဲ့၈နာရီအချိန်မှာနှာစင်ရမှာပါအခု၄မိနစ်စဉ်စဉ်ရနေပြီးတော့တင်ဆက်ခဲ့တဲ့ကျမ်းမာရေးဆိုင်ရာအချက်လက်များကတော့ Hello ဆရာဝန် website ကနေပြီးတော့မနက်စာစာချင်းရဲ့အကျိုးကျေးဇူးများအကြောင်းရေးသားထားတဲ့စာမားတွေကနေပြီးတော့ကိုကာထုတ်နှုတ်တင်ဆက်ထားတာဖြစ်ပါတယ်ခင်ဗျာ